ကိုစီကြည်ကြည်မင်္ဂလာပါငလင်းမှာပါဖြစ်သေးလဲညီကြီးတဲ့အဲ့ရကမတူလို့စိတ်ပူနေသေးတဲ့ဟုတ်ကဲ့အခုလို့စိတ်ပူပေးလို့တကယ်ကိုကျေးဇူးတင်ပါတယ်နော်တကယ်ကိုဝမ်းတာပီတီဖြစ်ရပါတယ်နော်ငလင်းမှာပါဖြစ်သေးလဲဆိုငလင်းလောက်တော့ဒါကျွန်တော်လဲဒါအဲ့ချိန်ကကံကောင်းတော့တာလမ်းပေါ်ရောက်နေတယ်နော်လမ်းပေါ်မှာမမရဲ့ရကံမှုရှိုးတုံးကနေရှိုးတုံးမှာဝင်ပြီးလို့ပြန်ထွက်ပြန်ထွက်အိုးဆိုင်ကမစီးရတယ်ဦးစီးနေတုံးဆိုရင်တော့မှနည်းနည်းလေးအန်တီရရှိနိုင်တယ်ဆိုင်ကလဲရတော့ဘာလို့ဖြစ်တတ်တယ် ဒါတော်သေးတယ်ပေါ့နော်ဆိုင်ကယ်ရပ်ထားတော့ဆိုင်ကယ်ထွက်တော့မှာမထွက်ခင်လေးမှာဒါလှုပ်တော့ကျွန်တော်ချက်ချင်းပဲဆိုင်ကယ်ကိုဒါဆင်းတွန်းရတယ်ပေါ့ဒါဆင်းတွန်းဆင်းတွန်းရင်းနဲ့လမ်းကလေးကောင်ကိုအမြန်ပြေးရတယ်လမ်းကလေးကောင်မှာ နေပြီးမှဒါကျွန်တော်ငလင်လှုပ်တဲ့အခြေအနေကိုခဏစောင့်ကြည့်ရတယ်ပေါ့ပြီးတော့အိမ်မှာလည်းဒါကျွန်တော်တူမတွေပေါ့နော်ကလေးတွေချိပဲကြံခဲ့တော့ဒါကျွန်တော်လည်းအရင်နဲ့စိတ်ပူစိတ်ပူပြီးတော့ဒါအမြန်အိမ်ကိုပြန်တော့တာပေါ့နော် ိမ်ပြန်နေတော့လမ်းမှာလဲဒါအကြီးကြီးထွက်လို့ကြီးကြီးထွက်လို့လို့ဒါလမ်းခလေကောင်ပြန်ထိုးရပြန်ရောထိုးထိုးရပြန်တော့အမကျွန်တော်ရှိတယ်မဲနော်ဟောတိုက်တရားလဲပြူဘာညာနဲ့အာမတွေးတန်ဒီရဲနဲ့တဲလာတဲ့ဟာတွေရောတိုက်ပြီးဒါတွေရောမျိုးစုံမဲဆိုင်ကလေးလာတွေရောအများကြီးပဲမြင်ရတယ်နော်ဟောကျွန်တော်လဲယင်းနေကိုထိုက်လို့အာတော်တော်ကိုထိုက်လုံးဝကဘာပြစ်တဲ့အတိုင်းမှာနော်ဒါမန်လေးရလူတွေဆိုရင်ဒါကုတွေ့ကြုံတဲ့လူတွေအများကြီးပါနော်ဩကဘာပြစ်တဲ့အတိုင်းပဲအာလုံးဝ လုံးဝအနိဋ္ဌာယုံလုံးဝမြင်ရတာအဲ့နဲ့နောက်တစ်ချိန်လဲဆိုးွားလဲလောက်ပြီးတော့ကျွန်တော်ကအိမ်မှာတူမတွေရှိပဲဆိုတော့အိမ်ကလည်းရှင်းပြပြရင်ဒါကြီးခိုင်နေတဲ့မှာမပေါအောင်အဲ့ဆိုတော့ဟာဒီတိုက်ကြီးတောင်ပြုံမတော့အာငါတို့နေတဲ့အိမ်လဲပြိုးလောက်ပြီးဆိုပြီးရင်ဒါကျွန်တော်ကတော့ထပ်ပြီးမှဆိုင်ကမောင်းကြီးရတယ်ပေါ့ဖြည်းဖြည်းချင်းမောင်းရတာပေါ့မြင်မြန်လဲမမောင်းရဘူးဖြည်းဖြည်းချင်းမောင်းတော့လဲအာဟိုနာလမ်းပိတ်ဒီနာလမ်းပိတ်ဟိုတိုက်တီးပြူလို့ပေါ့နော်ဒါနေရာလဲပိတ် အာဟိုကိုရဒီကိုရနဲ့အကြာကြီးပဲအိမ်ပြန်ရတာကို လမ်းမှာအကြာကြီးပဲအဲ့ဒါနဲ့ဟိုအိမ်လဲရောက်တော့တော်တည်းဟိုပြိုးတော့မပြိုးနော်ဒါပေမဲ့ဟိုအစ်တဲ့နေရာလေးတထွာလောက်အစ်တဲ့နေရာလေးတော့ဆယ်နေရာလောက်ရှိတာပေါ့နော်ဆယ်နေရာလောက်ရှိအမှဒါပြီးမှအိမ်ရောက်တော့အိမ်ထဲဝင်ကြည့်တော့ဒီမတွေအပြင်ရောက်သွားပြီနော်ဘေးအိမ်ကဦးလေးကြီးကနေခေါ်သွားပြီလို့ပေါ့နော်တော်သေးတယ်နော်အန်တီတွေရောခေါ်သွားပြီလို့အကုန်လုံးနည်းနည်းလွတ်ကင်းတဲ့နေရာမှာရောက်နေပြီရောက်နေရကြမှာပဲစိတ်ကတော်တော်ချမ်းနိုင်တယ်အဲ့တော့ဒါဟိုကျွန်တော်လည်း ဒါ BND ရဲ့စိုးွားတော့မဖြစ်လိုက်ဘူးဟိုဒါနဲ့နည်းနည်းလေးပေါ့ဟိုစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိတယ်ပြီးရင်လမ်းပေါ်မှာနော်လမ်းဘေးမှာကျွန်တော်လမ်းပေါ်ကြီးမှာအိပ်ရတယ်လမ်းပေါ်မှာကျွန်တော်တို့9ရက်လောက်အိပ်လိုက်ရတယ်9ရက်လောက်အိပ်လိုက်ရတယ်ဒါ9ရက်လောက်အိပ်လိုက်ပြီးမှနေအဲ့ဒါလဲဟိုကျမကြီးတို့မကောင်းပါဘူးဗျာမြေပြင်ပေါ်ကြီးမှာဖြာခင်းအိပ်ရတာဆိုတော့နော်အောက်ကပူကပူနဲ့ကျမကြီးတို့မငြင်းညွတ်ဘူးပေါ့အဲ့ဒါ9ရက်လောက်အိပ်ပြီးမှဒါပြင်ဦးလုံကို ဒါခဏရွှေ့ခဲ့ရတယ်ပေါ့နော်ပြင်ဦးလုံးမှာယာယီခဏရွှေ့ခဲ့ရတယ်အဲဒီလိုမျိုးပေါ့လိုမျိုးပေါ့အဲ့ဆိုဘေးရန်တွေကင်းပါတယ်ဖြစ်ချင်တော့ဒီလိုပြငလင်းလောက်ပြီးပြီးချင်းမှာဖုန်းလိုင်းတွေရောအင်တာနက်လိုင်းတွေရောတော်တော်များများပြတ်သွားတယ်ပြတ်သွားတော့ဟိုမှာဖုန်းဆိုရင်အဲတချို့နေရာတွေမှာမရဘူးလိုင်းရအဲအဲ့လိုမျိုးတွေပေါ့နေရာကွက်ကြားလေးပဲရတယ်ရတော့ကျွန်တော်နေတဲ့နေရာမှာလိုင်းရလည်းမရဖုန်းလိုင်းရလည်းမရတော့ကျွန်တော်က post လည်းဘာမှမတင်နိုင်ဘူးဖြစ်သွားတာအဲအဲ့လိုမျိုးပေါ့အဲ့တော့ကိုယ်တိုင်တောင်မှစိုက်ပန်းဆိုင်ရာတွေထိခိုက်တော့ဘာမှမတင်တော့ line ပေါ်မှာပြတ်သွားလို့ဖြစ်သွားတာပေါ့နော် ခုလိုစိတ်ပူပြီးလို့တကယ်ကိုကျေးဇူးတင်ပါတယ်เนาะဝမ်းတာပါတယ်ခင်ဗျเนาะကျေးဇူးတင်ပါတယ်ကိုစီကြီးကြီးเนาะ